အားလုံးပဲမင်္ဂလာပါရန်ကုန် Insight Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးမယ့်ကျောင်းဝါလေးကတော့ကျွန်တော်ရဲ့ Facebook မှာကျွန်တော်စလုံးစတိုင်အလန်းနဲ့ကျွန်တော်နာမည်ပေါ့ Facebook နာမည်ကိုဘယ်လိုမျိုးအလွယ်ဆုံးချိန်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့တခြားလူတွေရဲ့ Facebook တချို့အကောင့်တွေမှာဆိုရင်တို့ရဲ့ Facebook နာမည်လေးတွေကစလုံးအတုံလေးတွေနဲ့အကွေးလေးတွေနဲ့အလိုပေါ့လမ်းလေးတွေနဲ့တို့နာမည်ကိုချိန်ထားတာကိုဟိုတင်လို့တွေ့ဘူးကြမှာပါဟုတ်ကဲ့ကျွန်တော်ဒီဗီဒီယိုလေးကတော့အဲ့လိုမျိုးဘယ်လိုလုပ်ရမလဲဆိုတာကို တော့ပြပြပေးတော့မှာဖြစ်ပါတယ်တကယ်ဗီဒီယိုလေးကိုစတင်ကြည့်လိုက်ကြအောင်ခင်ဗျာကျွန်တော်တို့ရန်ကုန် Insight Channel မှာ Facebook နဲ့နှီးပညာဆိုင်ရာ tutorial video လေးများကိုနေ့စဉ်တင်ဆက်ပေးနေတာကြောင့်အမြဲတမ်းကြည့်ရှုနိုင်ရန် channel လေးကို subscribe လုပ်ပေးထားကြပါဦးနော်တင်သမျှ video လေးတွေကိုလည်းမလွတ်သွားရအောင် column လေးကိုဖွင့်ထားပေးပါခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ဒီနေ့လေးကိုစတင်လုပ်ဆောင်ဖို့လဲကျွန်တော်တို့ Facebook application တွေကိုဝင်ရောက်ပေးခဲ့ပါမပေးပါဟုတ်ပြီကျွန်တော် Facebook application ကိုရောက်ပြီးကျွန်တော်နာမည်ချိန်ဖို့အတွက်ကျွန်တော်တို့အာဒီအကြောင်းရင်း၃ကြောင်းကိုချိန်နှိပ်ပေးပါကျောင်းရင်း၃ကြောင်းကညာဘက်ရဲ့တောင်းတုံးမှာရှိပါတယ်တချို့ဖုန်းတွေမှာတော့ pop up မှာရှိပါတယ်ခင်ဗျာကျွန်တော်ကျောင်းရင်း၃ကြောင်းကိုနှိပ်ပြီးွားရင်ကျွန်တော်တို့ဒီနေ့ရောက်ရောက်သွားပါပြီကျွန်တော်ဒီနေ့ရောက်ရောက်သွားရင် setting စံပတ်ပေးစီကိုချိန်နှိပ်ပေးပါ ဒေါ်စတင်ဆန် privacy ကိုကျွန်တော်တို့ sorry ဒေါ်စတင် privacy ကိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့မာတင်ဒီနေရောက်သွားပိုက်ဒီနေရောက်သွားကျွန်တော်တို့စတင်ကိုတစ်ချက်နှိပ်ခဲ့ပါဟုတ်ပြီကျွန်တော်စတင်ကိုလည်းချက်နေပြီကျွန်တော်အပေါ်ဆုံးမှာပဲရှိပါမယ်ခင်ဗျအပေါ်ဆုံးမှာ personal information ဆိုတာရှိပါတယ်ကျွန်တော်နာမည်ချင်းဖို့အတွက်ကျွန်တော်အမအဲ့ဒီနေရာကိုသွားပါမယ်ဟုတ်ပြီကျွန်တော်နာမည်ချင်းဖို့အတွက်အပေါ်က name ဆိုတဲ့နေရာမှာ Leo အောင်ဆိုတဲ့နေရာလေးကိုတစ်ချက်နေလိုက်ပါအဲဒါတော့အစ်နာမည်လေးပေါ့ပါမယ် name လေးကိုတစ်ချက်နေလိုက်ပါအပေါ်ဆုံးမှာဟုတ်ပြီ name လေးကိုနေလိုက်ပါ ဟုတ်ကဲ့ကျွန်တော်တို့ဒီမှာနာမည်လေးချိန်လို့ရပါပြီဟုတ်ကဲ့ဒီနေရာရောက်ရင်တော့ကျွန်တော်တို့နာမည်ချိန်ဖို့အတွက်တခြား website တခုကိုကျွန်တော်တို့တွားရောက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ salon အလန်းလေးနဲ့ font လန်းလေးနဲ့နာမည်ချိန်ဖို့ website တခုကိုကျွန်တော်တွားဖို့အခု website ရဲ့သင်တို့ဒီ browser လေးကိုဝင်ရောက်ပေးပါဒီနေရာတစ်ချက်ထွက်လိုက်ပါပြီးကျွန်တော် browser ကိုတစ်ချက်နှိပ်လိုက်ပါဟုတ်ကဲ့ဒီ browser မှာကျွန်တော်တို့ PS font ကျွန်တော်ရိုက်တဲ့တိုင်းလိုက်ရိုက်ပြပါ PS font DK ဆိုတော့ရိုက်ပြပါ PS F O N T font DK.com ပေါ့ PS4 တကယ်တော့ကိုမျိုးချန်နေပြီပါခင်ဗျာဒီနေလိုက်ပါဟုတ်ပြီကျွန်တော်တို့ဒီမှာ PS4 တကယ်ရောက်သွားရင်ကျွန်တော်တို့ဒီနေရာရောက်သွားပါဒီနေရာရောက်သွားရင်ကျွန်တော်တို့အောက်ကိုတစ်ချက်ဆင်ပြီပါပြီးကျွန်တော်တို့ဒီမှာကျွန်တော်ရေးခြင်းနဲ့ကျွန်တော်တို့ရဲ့နာမည်ပေါ့ကျွန်တော်တို့ကြောင်းရတဲ့နာမည်ကိုတစ်ချက်ရိုက်ရပါကျွန်တော်နာမည်ရကနာအတိုင်းပဲကျွန်တော်ရိုက်လိုက်ပါပြီဟုတ်ပြီကျွန်တော်အမနှိပ်လိုက်ပြီနှိပ်လိုက်ရင်တော့အောက်ကိုချင်းဆင်ပါဟုတ်ပြီပေါ့အမှားကျွန်တော်ဖောင်အများကြီးရှိပါတယ်မှာကျွန်တော်ပြပါမယ်ဖောင်လေးပေါ့သူရေးထားတဲ့ပုံစံလေးဖောင်အလန်းလေး ဟုတ်ပြီဒီမှာဖောင်အောင်လေးတွေအများကြီးရှိပါတယ်ခင်ဗျာဖောင်လေးတွေအများကြီးရှိပါတယ်ဟုတ်ဒီမှာကတော့ဒီမှာဖောင်လေးလေးပေါ့ဟုတ်ကြောင်ဒီထဲကနေတစ်ခုယူလိုက်မှာခင်ဗျာ ပြင်ချင်းနေလိုက်မယ် update လိုက်မယ်ဟုတ်ပြီမြတ်ဒါဆိုတော့ကျွန်တော်အမဖဖအာ sorry ပေါ်လဲနေတယ်ကျွန်တော်အမအခုကြောင်းလို့ရပါပါဘီဟုတ်ပြီမြတ်ကျွန်တော်တို့ဒီမှာကြောင်းဖို့အတွက်ကျွန်တော် Facebook password လေးကိုကျွန်တော်တို့ထည့်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်ဟုတ်ကဲ့တခုသတိထားမှာတော့ဆို Facebook က font အကုန်လုံးခွင့်မပြုဘူးဗျအဲကြောင့်ကျွန်တော်တို့နေနေတော့စမ်းပြီးတော့လုပ်ကြည့်ရပါခင်ဗျာအဲကြောင့် Facebook ကခွင့်ပြု font လေးကိုပဲကျွန်တော်တို့စမ်းပြီးလုပ်ရမှာပဲဟုတ်ပြီကျွန်တော်ဒီမှာကျွန်တော်ရဲ့ password လေးကိုကျွန်တော်ရိုက်ထည့်လိုက်ပါခင်ဗျာ ချိန်လိုက်ပြီမြတ်ပြန်ကြည့်တယ်မယ်မဲနေမှာကျွန်တော်နေမယ်ဒီချိန်မှာပါပြီကျွန်တော်နေမှာဒီမှာနေမယ်ဖောင်းလာလိမ့်ရဲ့ကျွန်တော်နေမယ်ချိန်သွားပါပြီဟုတ်ပဲဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိချင်တာများကိုလည်း comment box မှာမိထားလို့ရပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးအားလုံးပဲနှစ်သက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုကျန်နေတဲ့ဆိုရင် like share နဲ့ subscribe လုပ်ပေးထားရပါဦးခင်ဗျာကျေးဇူးများကြီးတင်ပါတယ် ားလုံးကျန်းမာရွှင်လန်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။နောက်မှတွေ့ကြတော့ပေါ့။